ာပါရှင်။တဝဲဝါရှက်တပတ်တွင်တင်းနိုင်တင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတော်ရှင်ပါ။အခုတပတ်မှာတော့အော်တိုဘာလ31ရက်နေ့ကနေနိုဝင်ဘာလ6ရက်နေ့အတွင် ဖြစ်ပွားခဲ့တဲ့တင်းနိုင်အတိုင်းအတွင်တင်းတွေကိုတင်ဆက်သွားဖို့ရှိပါတယ်။တင်ဆက်ပေးမယ့်တင်းတွေကတော့နေအိမ်မီရှုခံရတဲ့တရချောင်းဒေသခံတွေနေထိုင်စားတောက်ရေအခက်အခဲဖြစ်နေတဲ့အခြေအနေခက်လုတ်ွက်တွေကြောင့်တင်းနိုင်မြင်းမှာရေချိုပစွန်ရှားပါလာတဲ့အကြောင်း တရင်သားရီတိုင်းကမက်ဆန်နာနဲ့တချို့မှာကြန့်ခန့်ရေးကမပြန်ခင်ကအနိုင်ရနေတဲ့အခြေအနေအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ဒါအပြင်ဒီအပတ်အတွက်တရင်သားရီတိုင်းနဲ့ဖြစ်ပျက်ခဲ့တဲ့ထူးခြားတဲ့သတင်းတွေကိုလည်းရှုစားရမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့တဲချောင်းမြို့နယ်ထဲနေအိမ်မီရှုခံရတဲ့ဒေသခံတွေနေထိုင်စားသောက်ရေးအခက်အခဲဖြစ်နေကြတယ်လို့ကိုယ်တိုင်ကြုံတွေ့နေရတဲ့ဒေသခံတွေကပြောပါတယ်။တည်င်းအပြည့်အစုံကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ တရချောင်းမြို့နယ်ထဲကနေအိမ်မီးရှို့ခံရတဲ့ဒေသခံတွေနေထိုင်စားတောက်ရေအခက်အခဲဖြစ်နေတယ်လို့ကိုတိုင်ကြုံတွေ့နေရတဲ့ဒေသခံတွေကပြောပါတယ်။စော်ဖျားမိုးရွှေကုန်းကြောက်လီကကင်းရှိရန်တောင်တင်ကျုံအုတ်တူလဘစတဲ့ကြေးဟော်တွေကရာနဲ့ချီတဲ့အရသားနေအိမ်တွေကို အခုနှစ်ဩဂုတ်လကနေအောက်တိုဘာလအတွင်းဆရာနာရှင်တက်ကမီးရှို့ဖျက်ဆီးခဲ့တာပါ။နေအိမ်မီးရှို့ခံရတဲ့ဒေသခံအများစုဟာဆွေမျိုးအတိမိတ်ဆွေအိမ်တွေ ဖုန်းကြီးကျောင်းတွေမှာနေထိုင်နေရပြီးတချို့ကတော့မြေကွက်လက်မှာပဲယာယီတဲထိုးပြီးနေထိုင်တာတခြားရွာတွေမှာအိမ်ငှားရမ်းနေထိုင်တာဥယျာဉ်ခြံတဲတွေထဲမှာအမိုးအကာမလုံခြုံပဲနေထိုင်နေကြရပါတယ်။နေမီးရှို့ခင်ရတဲ့ဒေသခံအများစုဟာနေထိုင်ရေးအခက်ကြုံနေရတယ်လို့လဘရွာကအမျိုးသမီးတဦးကပြောပါတယ်။အတိကတော့ကျမတို့မှာနေစရာပေါ့နော်တချို့လဲယာယီတဲလို့ရထိုးဖို့တိုင်လုံးတွေဝါရီရှာပြီးဆောက်သူလဲဆောက်နေကြတယ် နောက်ထပ်အိမ်ပြန်ဆောက်ဖို့တော့ဘယ်သူမှစိတ်မကူရဲကြဘူး။စစ်ကြောင်းလာပြီးအတန်ကြာရတဲ့စိတ်ထဲမှာတော်တော်ကြီးကိုကြောက်နေပြီ။ဒီလိုမျိုးတစ်ခါမှလည်းမကြုံဘူးဆိုတော့အခက်ခဲကတော့အများကြီးပဲ။လက်ရှိမှာတော့နိစ္စရာကြီးရွာမှာရှိတဲ့ပြည်သူတွေနဲ့ပြပရောက်ဒေသခံတွေကစာနယ်ရိတ်ခါနဲ့စောင့်ချင်းအောင်အိုးခွက်ပကံတွေလာရောက်လှူဒန်းကြပေမဲ့လိုအပ်ချက်တွေများစွာရှိနေသေးတယ်လို့ပြောပါရယ်။ယာယီတဲထုတ်ဖို့တလုံးတိုင်ဝါအမိုးနဲ့ကြမ်းခင်းအတွက် ကုန်ကြံငွေကကျပ်10သိန်းကျော်ရှိလို့ငွေကြေးမတက်နိုင်တဲ့သူတွေအတွက်အခက်အခဲရှိတယ်လို့ပြောပါဗျ။တနင်္လာရီမြို့နယ်ထဲမှာရှိတဲ့ခက်သက်ထုလုပ်ွက်တွေကစီစဉ်လာတဲ့နောက်ကျနေတဲ့ရေကြောင်းတနင်္လာရီမြို့ကျောင်းမှာရေချိုပစွန်ရှားပါလာတယ်လို့တံငါတွေနဲ့ဒေသခံတွေစီကသိရပါဗျ။ဒီသတင်းကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ တနင်္သာရီမြို့နယ်ထဲရှိခဲတတ်တုလောက်ွက်တွေကစီးဆင်းလာတဲ့နောက်ကြည့်နေတဲ့အရေးတွေကြောင့်တနင်္သာရီမြေကျောင်းမှာရီချိုပစောရှားပါးလာတယ်လို့တငါတဲ့တွေနဲ့ဒေသခံတွေစီကသိရပါဗျ။အာနာသိပ်ပြီးနောက်ပိုင်းတနင်္သာရီမြို့နယ်ထဲမှာခဲလောက်ွက်တွေပုံများလာပြီးတနင်္သာရီမြေထဲနောက်ကြည့်နေတဲ့အရေးစီးဆင်းတာကြောင့်မြေကြီးနောက်ကြည့်လာတယ်လို့ဒေသခံတွေကပြောပါဗျ။ ဒီလိုအခြေအနေတွေကြောင့်အာနာမသိန်းခေကတနင်္သာရီမြစ်ထဲမှာတညတာဖမ်းရင်ပဇွန်ပိတ်တာဝေါ်ကျင်ဖမ်းမိလေရှိရာကလက်ရှိမှာ90ကျပ်သားလောက်ပဲဖမ်းမိတော့တယ်လို့တငါတဲ့အချို့ကဆိုပါတယ်။အရင်ကဆိုရင်တနင်္သာရီမြစ်အတွင်းရေစီးမတန်တဲ့ဘယ်နေရာမှမဆိုပဇော်ဖမ်းမိလေရှိပေမဲ့လက်ရှိမှာတမိလရွာရေပေါ်ရွာဘန်တဲရွာနဲ့နီဝေါ်ကျင်ရှိကျေးရွာဆေးရွာဝေါ်ကျင်မှာပဲဖမ်းလို့ရတော့တယ်လို့ဆိုပါတယ်။ စစ်ကောင်မရှင်က2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းနှင့်မြို့နယ်တရားစီရင်မှာတနင်္သာရီတိုင်းကရေဖြူကျွန်းစုနဲ့တနင်္သာရီမြို့နယ်တို့ပါဝင်လာပါတယ်။ဒီတင်းကိုတော့ Dove Wash အဖွဲ့သားတို့ကပြပြပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်မရှင်က2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာရွေးကောက်ပွဲအပိုင်းနှင့်ကျင်းပမဲ့မြို့နယ်တရားစီရင်မှာတနင်္သာရီတိုင်းကရေဖြူကျွန်းစုနဲ့တနင်္သာရီမြို့နယ်တို့ပါဝင်လာပါတယ်။ အခုနှစ်ဒီဇင်ဘာလ28ရက်မှာကျင်းပမယ့်ရေကောက်ပွဲပိုက်တင်မှာတော့ဒွေပေပုတ်ပြင်းတဲ့ကောတောင်မျိုးနယ်တွေပါဝင်နေပါတယ်။တင်းနေသားဤတိုင်းမှာရှိတဲ့မြို့နယ်ဆက်ခုရှိတဲ့ထဲကဘလောတရချောင်းလောင်းမျိုးနယ်တွေမှာတော့ရေကောက်ပွဲကျင်းပဖို့မကြေညာသေးပေမဲ့အဲ့ဒီမျိုးနယ်တွေမှာဝင်ရွေးခံမဲ့ကိုယ်စားလှယ်လောင်းစင်းကိုရေကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အခုထကြီးညာခဲ့တဲ့ရွေးကောက်ပွဲအပိုင်းနှစ်မှာရေပြူမျိုးနဲ့တိုက်လွှတ်တော်မဲများဆိုရသူအနိုင်ယူစနေနဲ့ပြည်သူ့လွှတ်တော်နေရာမှာကြံ့ခိုင်ရေးပါတီတစ်ခုထဲကသာရှင်ပြိုင်မှာဖြစ်ပါတယ်ရေပြူမျိုးနဲ့ပါဝင်မဲဆန္ဒနဲ့တချို့မှာကြံ့ခိုင်ရေးပါတီကရွေးကောက်ပွဲမကျင်းပခင်ကလေးကအနိုင်ရသွားပြီဖြစ်ပါတယ်ကုလသမဂအထွေထွေတွင်မှုချုပ်ကလေး မြန်မာဆဲအုပ်စုကျင်းပါမည်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားဖြတ်သားမှုရှိမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်နမကျော်ကန်းချင်ရှိတဲ့လောင်လုံးမြို့နယ်မမကန်ရွာမှာရှိတဲ့ဆေးရနာရှင်တပ်နယ်မြေရဲစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးမီးရှို့လိုက်ပါတယ်။ဒီသတင်းကိုတော့ Dove Wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။နမကျော်ကန်းချင်ရှိတဲ့လောင်လုံးမြို့နယ်မမကန်ရွာမှာရှိတဲ့ဆေးရနာရှင်တပ်ရဲ့နယ်မြေရဲစခန်းကို တော်လိုင်းရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးမိရှုလိုက်ပါတယ်။အော်တိုဘာလ26ရက်မနေ့စောစောကအဲ့ဒီနေမြေရဲစခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးမိရှုဖျက်ဆီးပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့ပြောပါတယ်။တိုက်ပွဲအတွင်းဆရာနာရှင်တက်ရဲ့ရေတက်စစ်တင်းမောကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့တိုက်လေရင်နဲ့လည်းဘုံနှလုံးကျဲချခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းဆရာနာရှင်တက်လောက်ခံရဲတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုများပြီး တနတ်တွေအပါဝင်စစ်လက်နက်ပစ္စည်းတွေတင်ဆက်ရမိတယ်လို့ပြည်သူ့ကောက်ွယ်ရေးတပ်မတော်အထူးတိုင်စစ်ဌာနကထုတ်ပြန်ပါတယ်။တိုက်ပွဲဖြစ်ပြီးတဲ့နောက်ဆရာနာရှင်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲလို့ကရင်ကြီးရွာကနေအိမ်နှလုံးနဲ့မီးလောင်ပျက်စီးသွားပါတယ်။တဝဲအထူးစစ်ပွဲအဆောင် area မှာရှိတဲ့ရေဖြူမြို့နယ်နဘူးလယ်ဒေသကိုစစ်ကြောင်းထိုးနေတဲ့ဆီယနာရှင်တပ်ကဒေသခံတချို့ကိုဖမ်းဆီးပြီးငွေညှစ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ တည်င်းအပြည့်အစုံကို Dual Wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါတို့တူစီဝိုင်းဆိုအေရီယာထဲရှိတဲ့ရေပြင်းမှုနဲ့တပူလေဒေတာကိုစစ်ကြောင်းထိုးနေတဲ့ဆာနာရှင်တဟာဒေတာခံချို့ကိုဖမ်းဆီးပြီးဝိညာဉ်နေတယ်လို့ဒေတာခံတွေစီကသိရပါတယ် ဆက်နာရှင်တာအင်အားအများပြားနေအော်တိုဘာလပထမဘက်ကစပြီးဒွေတူစီဝါရေးဆိုထဲရှိတဲ့နဘူးလေဒေတာတခွင်ကိုစစ်ကြောင်းထိုးနေတာပါအော်တိုဘာလ24ရက်နေ့မှာတော့နဘူးလေဒေတာကနေရှိဖြူမျိုးဖက်လာတဲ့ပရဒက်ရွာသားနှုတ်နေထိတ်ကြီးရွာသားတူကိုဆက်နာရှင်တကလမ်းမတနေရာမှာဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်ဒီလိုဖမ်းဆီးပြီးတဲ့နောက် ရင်းနဲ့နှိပ်စက်ပြီးအော်တိုဘလ29ရက်နေ့မှာတိုးကုန်ငွေကြေး25သိန်းတုံးနဲ့ပြန်ရွေးခိုက်ခဲ့တယ်လို့ဒေတာခန်ချိုကပြောပါတယ်။ငွေပေးပြီးပြန်လွတ်လာတဲ့ဒေတာခန်၃ယောက်စလုံးဒိုင်ယာတွေနဲ့ပြန်လွတ်လာပြီးစိုက်တင်တဲ့အဖိုးတွေကိုတော့စစ်အာဏာရှင်တပ်ကသိမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းဟာ ဒဝေးကြီးနဲ့စိတ်ကန်းလန်းလေးဆိုနေရာမှာဒေသခံကြီးတွေကို မကြခဏစစ်စေးဖန်ဆီနေတယ်လို့ဆိုပါတယ်အဒူဘလာတတိယပတ်ကလေးကားနဲ့လာတဲ့နဘူးလေဒေသခံအမျိုးသားနှစ်ဦးကိုဖန်ဆီပြီးနောက်တူဘုံဝိကျဆယ်သိတောင်းပြီးပြန်လွတ်လိုက်တယ်လို့ဒေသခံချိုကပြောပါတယ်လောင်လုံးမျိုးပေါ်ကိုဆီယနာရှင်တက်တာတရားကျော်အင်အားဖြည့်တဲ့အခြေအနေကိုပြောပြပေးပါမယ်။ တော်လရင်တက်တွေမကြာခဏဝင်ရောက်တိုက်ခိုက်လေးရှိတဲ့လောင်လုံးမြို့ပေါ်ကိုဆီယနာရှင်တက်သားတရာကျော်အင်အားဖြည့်တင်းထားပါဗျ။ဆီယနာရှင်တက်သားတွေကအော်တိုဘားလဒုတိယဘက်မှာရေဖြူမြို့နယ်ကံပေါက်တေတောင်မှာရှိတဲ့မွေးဝတီရေတက်စခန်းကစစ်သင်းပေါ်နဲ့ထွက်ခွာလာပြီးရေဖြူနဲ့လောင်လုံးမြို့နယ်မှာရှိတဲ့ကြေးရွာတချို့ကိုတရာဝင်တရာထွက်စစ်ကြောင်းထိုးလာတာပါ။အော်တိုဘားလ16ရက်နေ့မှာတော့လောင်လုံးမြို့နယ်ကျောက်စင်ရွာရဲ့အနောက်ဘက်ပင်လယ်ပြင်မှာစစ်သင်းမုံရက်နာပြီးအင်အားတရာကျော်ပါတဲ့အဲ့ဒီစစ်ကြောင်းကကုန်းဘော်ကိုတက်လာကြပါတယ်။ ကုန်းလန်းတိုင်းစစ်ကြောင်းဆက်ထိုးလာရကနေအော်တိုဘလ21ရက်နဲ့22ရက်နေ့မှာကြောက်စင်ကျေးရွာအုပ်စုကရင်ကြီးရွာနဲ့ကမ်ပဏီရွာတွေမှာတော်လန်ရေးတပ်တွေနဲ့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။လောင်လုံကျုံးဆွတ်အနောက်ဘက်ပင်လယ်ပြင်မှာရှိတဲ့စစ်သင်ဘောကလက်နက်ကြီးပစ်ကူပေးပြီးလောင်လုံမျိုးဖက်ကိုကံယူရန်အတိုင်းစစ်ကြောင်းထိုးလာတာလို့ဒေသခံတွေကပြောပါတယ်။အော်တိုဘလ25ရက်နေ့မှာလောင်လုံးမြို့အနောက်ဘက်မှာရှိတဲ့စမ်းလန်းရွာကိုရောက်လာပြီးနောက်တရက်မှာလောင်လုံးမြို့ပေါ်မှာရှိတဲ့ဆီယနာရှင်တပ်သားတွေနဲ့ပူးပေါင်းပြီးမြို့ပေါ်မှာတက်ဆွဲထားတာလို့မြို့ခံတချို့ကပြောပါရတယ်။ လက်ရှိမှာတော့လောင်းလုံးမြို့ပေါ်မှာဆေးရနာရှင်တက်တာ200ကျော်ရှိနေတယ်လို့ဆေးရနာရှင်တက်နဲ့နှိဆက်တဲ့စီးရဲတဲ့တင်အရင်မြင့်တွေစီကသိရပါတယ်ရှင်။မြင်းတွေကားလမ်းပေါ်မှာရှိတဲ့တရချောင်းမြို့နယ်လပရွာကနေရင်40လောက်ကိုဆေးရနာရှင်တက်ကမိရှုဖြက်စီခဲ့ပါတယ်။မြင်းတဝဲပြည်တော်စုလမ်းတလျှောက်ကျေးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့ဆီယနာရှင်တပ်နဲ့တော်လန်ရေးတပ်တို့အော်တိုဘားလ23ရက်နေ့မနက်ကလဘရွာစတင်ကျောင်းသားမှာတိုက်ပွဲဖြစ်ခဲ့တာပါ။ ဒီလိုတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဆီယနာရှင်တပ်ကလဘကျေးရွာမှာရှိတဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တာလို့ဒေသခံတချို့ကပြောပါရယ်။အိမ်ခြေတရာလောက်ရှိတဲ့လဘရွာမှာတဝက်နီးပါးမီးလောင်ပျက်စီးခဲ့တဲ့အပြင်လဘစင်ကြံပတိုင်းစားတဲ့ကျေးရွာတွေမှာရှိတဲ့အရက်သားနေအိမ်တွေကပျက်စီးတွေကိုလည်းစစ်ကြောင်းကယူဆောင်သွားတယ်လို့ဆိုပါရယ်။ စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲမှာတနင်္လာနေ့တိုင်းစစ်ကော်မရှင်အဖွဲ့အနယ်လုံးဝန်ကြီးဘူမူကြီးမင်းမင်းလက်ကကျန်းခိုင်ရေးပါတီကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မှာဖြစ်တဲ့အတွက်နယ်လုံးဝန်ကြီးအဖြစ်ဘူမူကြီးတိန်းဆောင်မြင့်ကိုပြောင်းလဲခန့်အပ်လိုက်ပါတယ်အရင်နယ်လုံးကြီးဘုံမူကြီးမင်းမင်းလက်ကအရက်ဖက်ပြောင်းပြီးတနင်္လာနေ့တိုင်းလွှတ်တော်အချိုးကျစနစ်မှာကြန့်ခိုင်ရေးပါတီကဝင်အရွေးခံမယ်လို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့အခွဲထုတ်ပြန်ချက်အရသိရပါဗျာ။ စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာဆရာနာရှင်တက်ရဲ့လက်ဝေခံပါတီဖြစ်တဲ့ကျန်းခံရေးပါတီကအရက်ဖက်ပြောင်းစစ်ခေါင်းဆောင်နေအနိုင်ရပြီးအစိုးရဘက်အနိုင်ရရေးအတွက်အကွက်ချစီစဉ်နေတာကိုတွေ့ရပါတယ်။နယ်လဝန်ကြီးဟောင်ပုံမှုကြီးမင်းမက်လက်ကတနင်္သာရီတိုင်းလွှတ်တော်မဲဆန္ဒနဲ့အမှတ်တအတွက်အချိုးကျကိုစားပြုစနစ်မှာကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်နေတာပါစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကမဲဆန္ဒနဲ့ပြင်ဆင်ထားချက်အရတိုင်းဒေသကြီးလွှတ်တော်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနဲ့အမှတ်တမှာတနင်္သာရီတိုင်းတတိုင်းလုံးပါဝင်နေတာကိုတွေ့ရပါတယ် အရက်ဖက်ပို့လိုက်တဲ့လုံချုံရင်းနဲ့နယ်ဆက်ရေးရာဝန်ကြီးဘုံမူကြီးမင်းမင်းလက်ရဲ့နေရာမှာဘုံမူကြီးတိုင်းဆောင်မြင့်နဲ့အစာတို့ခန့်အပ်တယ်လို့အော်တိုဘာလ29ရက်နေ့ညပိုင်းမှာစစ်ကော်မရှင်ကကြေညာထားပါတယ်ပုံမူကြီးတိုင်းဆောင်မြင်ဟာဆ ਿਆ နာရှင်တက်ရဲ့ဒဝဲအခြေဆက်အမှတ်၈စစ်စင်ရေးကိုကံမှုဌာနချုပ်စောက်ကခရှိရဲ့ဒုတိယစစ်စင်ရေးကိုကံမှုအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါအပြင်မြန်မာစစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲမှာမြန်မာနိုင်ငံရဲ့အကြက်အတန်းနဲ့ပဋိပက္ခတွေကိုပြည်လဲစီမှာမဟုတ်တယ်လို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ပြည်တွင်းနဲ့နိုင်ငံတကာအတိုင်းအဝန်းတွေကဝေဖန်ထောက်ပြနေကြပါတယ်။ကော့တောင်းမြုတ်ခံအသက်122နှစ်အရွယ်အဖွားတော်ပန်းရွယ်ကိုအခုနှစ်အတွက်မြန်မာအသက်အကြီးဆုံးအဖွားအဖြစ်ရွေးချယ်ကုန်ပြုခံလိုက်ရပါတယ်။အဖွားတော်ပန်းရွယ်ဟာကော့တောင်းမြုတ်ရွှေစင်ရော်ရက်ကွက်ပလဲတွင်းလမ်းမှာနေထိုင်နေလို့ဆိုပါရတယ်။ အဘွားတော်ပန်းနွန်နဲ့အတူရန်ကုန်တိုင်းထန်းတပိတ်မြို့နယ်ကအသက်122နှစ်အရွယ်အဖိုးဦးသိန်းအောင်လည်းပူးထွက်ပြီးအခုနှစ်အသက်အကြီးဆုံးအဖိုးအဖြစ်ရွေးချယ်ခံရတာပါရွေးချယ်ခံရသူတဦးကိုငွေကျပ်ဆက်သိန်းစီချီးမြှင့်ခဲ့တယ်လို့စစ်ကောင်မရှင်လက်အောက်မှာရှိတဲ့လူမှုဝန်ထမ်းအုပ်စီးဌာနကထုတ်ပြန်ပါတယ်။အာဏာမသိမ်းခင်ကတည်းကလူမှုဝန်ထမ်းအုပ်စီးဌာနကအောက်တိုဘာလ၁ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာတက်ကြီးပုဂ္ဂိုလ်များနေ့အထိအမှတ်မြန်မာတနိုင်ငံလုံးအသက်အကြီးဆုံးအဖြစ်သတ်မှတ်ပြီးဂုဏ်ပြုချီးမြှင့်ဖို့အဖိုးတဦးနဲ့အဖွားတဦးကိုနှစ်စဉ်ရွေးချယ်လေးရှိပါတယ်။ ိုင်းနိုင်ငံတောင်ပိုင်းစရက်ထာနေခရိုင်ကော့စမွေကျောမှာစပိန်ညံ့နေတဲ့မြန်မာစံသားဆရာတအူအော်တိုဘာလ30ရက်နေ့ကဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျ။ကော့စမွေကျောင်းမှာရှိတဲ့စပိန်ညက်ဆိုင်ကိုထိုင်းရဲတအူးကစပိန်ညက်သူအသွင်ယူပြီးဖမ်းဆီးခဲ့တာပါ။အသက်22နှစ်အရွယ်မြန်မာစံသားဆရာကထိုင်းနိုင်ငံသားပိုင်စပိန်ညက်ဆိုင်မှာဝန်ထမ်းအဖြစ်အလုပ်လုပ်နေတာနှစ်လပဲရှိသေးတယ်လို့ဆိုပါရယ်။ အဲ့ဒီဆိုင်မှာမြန်မာနဲ့ထိုင်းနိုင်ငံသားတွေအပြင်နိုင်ငံခြားသားတွေလည်းစပင်းညှက်လေးရှိပြီးတအူးကိုဘက်200ကနေ300အထိရရှိတယ်လို့မြန်မာနိုင်ငံသားကထွက်ဆိုထားပါတယ်။ရဲအရာရှိကအသွင်ယူပြီးစပင်လာညက်တာဖြစ်ပြီးစပင်ညက်ပြီးမှအခြားလဝကအရာရှိတွေကမြန်မာစံသားဆရာကိုဖမ်းဆီးခဲ့တာပါလက်ရှိမှာမြန်မာစံသားဆရာကိုနိုင်ငံခြားသားတွေလုတ်ပိုင်ခွင့်မရှိတဲ့တာမင်အလုပ်ကိုဝင်ရောက်လုတ်ခိုင်မှုနဲ့အမှုဖွင့်ထားပြီးရဲစခန်းကိုပို့ဆောင်ထားသလိုစိုင်းပိုင်ရှင်ကိုလည်းအရေးယူမယ်လို့ထိုင်းတဲ့တင်တွေကဆိုပါတယ် င်မြို့နယ်တကူကျေးရွာအုပ်စုကိုအင်းရွာမှာဆေးရနာရှင်တက်ကတိုက်ပွဲတွေဖြစ်တာမရှိဘဲတိုက်လေရင်နဲ့ဘုံကျက်တိုက်ခိုက်ခဲ့ပါတယ်။အော်တိုဘာလ29ရက်နေ့မနက်9:00နာရီလောက်မှာကထင်အလူကျင်းပနေတဲ့ကျေးရွာဖုံးကြီးကျောင်းအနီးဝန်းကျင်ကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။ဆီယနာရှင်တက်ကဂျက်တိုက်လေရင်နဲ့ဘုံတလုံးကျဲချခဲ့တယ်လို့စစ်တပ်နဲ့နဲ့ပါပြစ်ခတ်ခဲ့တာလို့ဒေသခံတချို့ကဆိုပါရယ်။အော်တိုဘာလ28ရက်နေ့ကလည်းတိုက်ပွဲပြင်းထန်နေတဲ့တနင်္သာရီမြို့နယ်ထဲကလေးမှန်ရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့အသက်30ဝန်းကျင်အရွယ်အမျိုးသားတအူးသိမ်းဆုံးခဲ့ပါသေးတယ်။ ။ The Wash Wine တော်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါ။နောက်ပတ်တွင်မှလည်းတနင်္လာနေ့တိုင်းအတွင်းသတင်းတွေကိုစောစောလင်းလင်းနဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။